မင်္ဂလာပါရှင်ပက်တန်ဒီပါမန့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အပိုင်းနှစ်ကိုဆက်လက်ပြီးတော့သွားပါမယ်ရှင်အပိုင်းနှစ်ကိုမသွားခင်မှာပထမအပိုင်းတစ်မှာဘာတွေသင်ခဲ့လေဆိုရတာလေးကိုပြန်နှွေးကြည့်ရအောင်เนาะဆိုတော့အပိုင်းတစ်ထဲမှာကျွန်တော်တို့ဘာတွေသင်ခဲ့လေဆိုတော့ပထမတစ်အချက်ကကြတော့ဒီပက်တန် session ဆိုတာကိုကိုဘလိုနားလေလေဆိုရတာလေးကိုကျွန်တော်တို့ review လုပ်ခဲ့ကြတယ်နောက်ပြီးတော့ site grading ဆိုတာပါလဲဆိုတာကိုပြောခဲ့ကြတယ်နောက်ပြီးတော့ တတိပတန်ရဲ့ဆွေးပတန်ရဲ့ကဘယ်လိုကွာခြားလဲဆိုတဲ့ဟာကိုကြည့်ခဲ့ကြတယ်။နောက်ပြီးတော့ size specification sheet အကြောင်း measurement guide chart အကြောင်းပြီးသားရင် comment ပေါ့နော် comment တွေကဘယ်လောက်ထိအရေးကြီးရဆိုတဲ့အကြောင်းကျွန်တော်တို့လေ့လာခဲ့ကြတယ်။နောက်ပြီးတော့ mock sample ဆိုတာပါလေ mock sample ရှိခြင်းမရှိခြင်း mock sample က ပြောင်းသွားတာဒီမှာဆိုလို့ရှိရင်ဘလောက်ထိ impact ဖြစ်နိုင်လဲမောကတ်စံပယ်မရှိဘူးဆိုလို့ရှိရင်ဘလောက်ပေါ့เนาะဒီစက်တန်းအတွက်ကိုခက်ခဲဖြစ်စေနိုင်လဲပတ်တန်ကန်အတွက်ကိုခက်ခဲဖြစ်စေနိုင်လဲဆိုတဲ့အကြောင်းလေးတွေကိုကျမတို့ဆွေးနွေးခဲ့ကြတယ်နောက်ပြီးတဲ့အချက်ကကြတော့ကျမတို့ကခုနကတည်းကပြောခဲ့တဲ့ worksheet တွေ comment တွေ full size pad တွေ email တွေအဲ့ဟာတွေအပြည့်စုံအားလုံးကိုပတ်တန်ကန်ကိုတခါတည်းပေးမှာပတ်တန်ကန်ကပတ်တန်လုဆောင်တဲ့အခါမှာ efficient ဖြစ်ဖြစ်ပေါ့เนาะလုဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒီနားလေးမှာစကားလုံးတစ်ခုကိုကျမထပ်ဖြီးပြီးတော့ပြောချင်ပါတယ်ခုနကကျမတုံးလိုက်တဲ့ efficient ပေါ့ ါ့နော် EFFI CIENT efficiency လို့လည်းသုံးကြတယ် efficiency လို့လည်းသုံးကြတယ်ပေါ့နော်ဆိုတော့ဒါကကြတော့ noun နဲ့ဒီ adjective နဲ့ကွာခြားတဲ့သဘောတရားပါပဲဆိုတော့အဓိပ္ပာယ်ကတော့အတူတူပါပဲ efficient ဆိုတာကိုသူကဘယ်လိုနေရာမှာသုံးလဲဆိုတော့အခုကျမတို့ကတဏှာကြီးစာလေ့လာနေပြီထားပါတော့ပေါ့နော်ဒီတဏှာကြီးစာလေ့လာတဲ့အချိန်မှာ တနာရီလုံးလုံးစာဦးပဲလေ့လာတယ်စာဦးပဲကြည့်တယ်ဒီစာထဲမှာပဲကိုယ့်ရဲ့ဒီပေါ့နော်စိတ်ဆွမ်းအားလုံး concentration အားလုံးကိုထည့်ထားတယ်ဆိုလို့ရှိရင်ဒီ Lucy ကထွက်လာတဲ့ impact ပေါ့နော်ပြီးသွားလို့ရှိရင်သူစာပြန်ပေးတဲ့အခါမှာစာတွေပို့ပြီးတော့မှတ်မိမယ်တရက်ထဲမှာပို့ပြီးတော့မှတ်မိတာလည်းမကဘူးနောက်တစ်သက်နေရဲ့အထိနောက်ထပ်တစ်လနေရဲ့အထိထဲမှာသူ့ခေါင်းထဲမှာဆွဲမြင်းနေတယ်ဆိုတဲ့ဟာမျိုးနောက်တစ်ယောက်ကကျတော့တနာရီမှာပဲသူကဒီစာဦးပဲလေ့လာတယ်ဒီလူနဲ့တူတူပဲလေ့လာတယ်ဒါပေမဲ့သူက TikTok လေးကြည့်လိုက် Facebook လေးတွားကြည့်လိုက်အဲ့လို မဟုတ်ရင်သူ့ရဲ့ကောင်းထဲမှာတခြားဟာတစ်ခုတွေးပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်တနာ yı အချင်းချင်းမှာကျမတို့စာလိလန်လာခြင်းတူပေမဲ့ထွက်လာတဲ့ efficiency ပေါ့နော်ဒါကတော့လုံးဝမတူပါဘူးဆိုတော့ဒါကတော့အစာလိလာတဲ့သဘောတရားနဲ့ပတ်သက်ပြီးတော့ပြောတာပါနောက်တစ်ချက်ကကြတော့ကျမတို့ကအာဒီစက်တန်နဲ့ရဟာနေပြောမြင်ပါတော့စက်တန်နဲ့မှာဆိုရင်တချို့ကကြတော့ဒီအထေကိုပဲသူတို့ကချုပ်တယ် ထဲကိုချုပ်တဲ့ခါမှာဒီစက်တန်းစီထားတဲ့စက်တန်းရဲ့၄ယောက်ရှိမြဲပေါ့နော်အာဒီလူပြီးသွားလို့ရှိရင်ဒီလူချုပ်မယ်ဒီလူပြီးသွားလို့ရှိရင်နောက်လူကဘယ်ဟာချုပ်မလဲဆိုတော့စက်တန်းစီထားတဲ့၄ယောက်ကလည်းမှန်တယ်အားလုံးကလည်းအစီအစဉ်တခြားဖြစ်တယ်ဆိုလို့ရှိရင်အထက်တနားကြီးချုပ်တဲ့အာ sorry အချိန်တနားကြီးချုပ်တဲ့အချိန်မှာအထက်90ထွက်တယ်ထားပါတော့နောက်ထပ်ဟိုအောင်စာတလိုင်းရကြတော့လေသူကစက်တန်းစီထားတဲ့၄ယောက်ကဥပမာဒီလူတွေပဲ ချုပ်တဲ့ပုံစံပဲဒါပေမဲ့ तू ကတက်ပြီးသွားရင်3ပြီးသွားရင်5 5ပြီးသွားရင်10ဆိုပြီးတော့စီထားတယ်အစီအစဉ်တိုင်းစီထားတာမဟုတ်ဘူးဆိုရင်အချိန်ကတော့တနာရီချုပ်တယ်ဒါပေမဲ့အထည်ထွက်တာကကျတော့90မထွက်ဘဲနဲ့25တည်းပဲထွက်တယ်ဆိုတော့တနာရီချင်းအတူတူပဲမှာမှအထက်ပို့ထွက်တယ်ဆိုရဲဟာချက်ပေါ့เนาะအဓိက efficiency ပေါ့သူရဲ့ဒီပို့ပြီးတော့အကျိုးရှိလာတဲ့အရာတွေကိုအသုံးပြုခြင်းနဲ့ဆိုရင် efficiency ဆိုရဲပို့ပြီးတော့စကလုံးတော့ဒီ efficiency ဆိုရဲစကလုံးလေးကို ပို့ပြီးသုံးလို့ရတယ်ပေါ့เนาะဆိုလိုတာကဥမာကျောင်းလောက်ကလူတဦးတယောက်စီကိုခိုင်းလိုက်တယ်ခိုင်းလိုက်တာချင်းအတူတူတနားရီချင်းအတူတူမှနောက်တစ်ယောက်ကကြာတော့အလုပ်လုပ်တာပြီးတယ်နှစ်ယောက်လုံးကပြီးတာအတူတူပဲဒါပေမဲ့တယောက်ကကြာတော့အလုပ်လုပ်တဲ့ခါမှာပို့ပြီးတော့တည်တတ်တယ်ပို့ပြီးတော့စီးစနစ်ကြတယ်ဆိုရင်သူက efficiency ပိုကောင်းတယ်လို့ကျမတို့ကအကြံဉာဏ်ယူဆလို့ရတယ်ပေါ့เนาะဆိုတော့ efficiency ဆိုတဲ့စကားလေးကဒီလိုမျိုးလေးပါရှင်ကျမတို့ကခုနလိုမျိုးပဲပတ်တန်နဲ့ပတ်သက်ပြီးတော့ marginalizer တယောက်အနေနဲ့ဆ ਾਇ ရဆာတဲ့အနေတော့ပေးလိုက်တယ်ဒါပေမဲ့ အော်စီနီယာကနေခိုင်းလို့ဒါဒီစာရက်ပေးလိုက်ရတာအကယ်၍တန်ဒီစာရက်ပျောက်သွားလို့ရှင်ဘာဖြစ်မှာလဲဒီစာရက်ကို copy ကူးတဲ့အချိန်မှာမှိန်သွားတယ်ဆိုလို့ရှင်ဘာဖြစ်မှာလဲဆိုတဲ့ဟာကိုဆက်လက်ပြီးတော့မတွေးနိုင်ဘူးဆိုရင်သူလုံးလုံးဝတဲ့ခါမှာ efficiency ညော့နေနိုင်တယ်ပေါ့နော်အဲ့လိုမဟုတ်ခင်ねနောက်တစ်ယောက်ကကျတော့ကျွန်တော်ရဲ့သင်ခန်းစာတွေကိုလည်းလေ့လာထားတယ်စီနီယာပြောတဲ့ဟာတွေကိုလည်းမှတ်သားထားတယ်သူကိုယ်တိုင်လည်းတကယ်စူးစမ်းတဲ့သူဆိုရင်နောက်ပိုင်း၄၅၆လကြာတဲ့ခါကျလို့ရှင်လူတစ်ယောက်ချင်းစီရဲ့ efficiency တွေကကွာသွားလိမ့်မယ်ပေါ့နော်ဆိုတော့ဟို ဘယ်လိုပြောရမလဲကိုကတနာရီချင်းအလောက်လုပ်တဲ့သူချင်းအတူတူမှာမှကိုယ့်ရဲ့ efficiency ကညော့နေနေလေဆိုလို့ရှိရင်နောက်ပိုင်းညရင်အချင်းပါသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီချက်လေးကိုတော့တစ်ချက်သတိထားရပါမယ်ရှင် ဒါလေးကတော့ကြုံလုံးပေါ့နော်စကလုံးလေးကိုလည်းပြောပြလိုက်တာပါဟုတ်ပြီဒါဆိုရင် MR တရားအမီနဲ့နောက်ထပ်ထပ်ပြီးတော့ပေါ့နော်ကြိုတင်နေပြီးတော့လှုပ်ဆောင်ထားတဲ့အပိုင်းလေးတွေဘာတွေရှိအောင်လဲပတန်နဲ့ပတ်သက်ပြီးတော့ပတန်ခန်းတွေကဘာတွေလုပ်ပါလိမ့်ဆိုတဲ့ဟာလေးကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်ပါ MR တရားအမီနဲ့ပတန်ခန်းနဲ့ပတ်သက်လို့ရှိရင် proactive texting လို့ခေါ်တဲ့ဒီ process လေးတွေကိုနားလည်ရပါမယ်ဒီ process ကိုကျမတို့ကများသောအားဖြင့်ဆိုရင်စက်ရုံကအထိပတန်ခန်းလူတွေဓမ္မမဟုတ်ကျူစီတို့ဘာတို့ကနေပြီးတော့လှုပ်ဆောင်ကြတယ်ပေါ့နော်ဒါကလည်းစက်ရုံတရုံနဲ့ ီရောလုံရတဲ့ဒီဥစား department တော့မတူဘူးတချို့ကလည်း QC department ကလုပ်ရတယ်တချို့ကလည်း lab run လို့ခေါ်ရဲပေါ့နော်ဒီ texting တွေကိုစမ်းသပ်တဲ့အာဟို department အနေပြီးလုပ်ရတယ်တချို့ကတော့လည်းဒီပတ်တန်ခန်းပဲရှိတာမို့လို့ပတ်တန်ခန်းအနေပြီးတော့ပဲလုပ်ရတယ်ဆိုရဲဟာလေးရှိပါတယ်ဒါပေမဲ့ MR တော့ဒီဘိုင်းလေးတွေကိုနားလည်ထားသင့်တယ်ပေါ့နော် washing tax ဆိုတာပါလေ iron tax fabric different color tax shrinky tax fusion tax washing tax ဆိုတာကတော့ကျွန်တော်တို့ကဒီအထည်မှာအာကျွန်တော်တို့ဒီ style မှာပေါ့နော် washing ပါတယ်ဆိုရင်ပိတ်စာကို ရေဦးဆောင်ဝက်ရှင်ဆက်လျှော့ကြည့်ရပါမယ်။ဆိုလိုတာက ။ဒီပိတ်ဆိုင်ကဝါရှင်ရှော့ပြီးသွားတဲ့အခါမှာဘလောက်ကြုံသွားတယ်လဲ။သူဒီမဟုတ်ဘလောက်ရှည်သွားတယ်လဲ။ဘလောက်ကျယ်သွားလဲဆိုတဲ့ဟာကိုပတ်စက်နဲ့တွေ့ကြည့်ရမှာပေါ့နော်။ဆိုတော့ပထမဆုံးမှာပေးလိုက်တဲ့ပိတ်ဆိုင်က50စင်တီမီတာပေးလိုက်တယ်။ရှော့ပြီးတော့ပြန်လာတဲ့အခါမှာ49စင်တီမီတာပဲပြန်ပလာတယ်။ပိတ်ဆိုင်ကြုံသွားတယ်ဆိုရင်ဒါဒီ1စီရင်ကြုံသွားတယ်ဆိုတဲ့အနေအထားဖြစ်တယ်။ဆိုတော့ဒီကြုံသွားတဲ့ကြုံအားပေါ်မူတည်ပြီးတော့ပတ်တန်ကအာပတ်တန်ဆက်ရှင်ရလူတွေကပတ်တန်လုတဲ့အခါမှာ percentage ကိုသူတို့ကပေါင်းအောင်မှာပဲဖြစ်ပါတယ်။ ဲ့ဒါမှအထည်ချုပ်ပြီးသွားတဲ့အခါမှာဒီ customer လူချင်းနဲ့ size ဘက်ကကျန်မှဖြစ်ပါတယ်เนาะဆိုတော့ဒါကတော့ washing test ပါ washing test လိုမျိုးပဲကျွန်တော် ion test စမ်းတင်ပါတယ်တချို့ပိတ်ဆိုင်တွေကကြတော့အမိမှုထိုးလိုက်တဲ့ခါမှာဥမာကြုံသွားတာရှိတတ်တယ်ဆိုတော့ဘယ်လိုမျိုးပိတ်ဆိုင်တွေလဲဥမာခြိသားလိုမျိုးဆိုလို့ရှိရင်မိမှုတိုက်လိုက်လို့ရှိရင်ကြုံသွားလားရေလျှော်လိုက်ရင်ကြုံသွားလားပေါ့နော်ဥမာဟိုဥစားဆက်ပြာနဲ့ထိလိုက်လို့ရှိရင်ကြုံသွားတဲ့ပိတ်ဆိုင်အသားမျိုးလားဆိုတဲ့ပိတ်ဆိုင်သားတွေမျိုးစုံရှိပါတယ်အဲ့မှာကျမတို့က ion test ကိုလည်းခုနလိုမျိုးပဲ ီးဘူးမထိုးခင်မှာဒီပိတ်စာက90စင်တီမီတာရှိတယ်မီးဘူးထိုးထားတဲ့အချိန်မှာတော့ဥမာ46.5စင်တီမီတာပဲရှိရဲဆိုလို့ရှိရင်0.5စင်တီမီတာညော့နေပါတယ်ဒီအတွက်ကိုပတန်ကအတူတူ plus or minus လောက်သွားပါလိမ့်မယ်နောက်တစ်ချက်ကကြတော့ favorite ရဲ့ color difference တွေပါခါလိုက်ကြရင်ကျမတို့ကပိတ်လိုက်ကတလိတ်သေးမှာနော် တလိပ်ထဲမှာလို့ပြောရအောင်ပိတ်လိပ်ကတလိပ်ထဲမှာကာလာကအမှုအရင်လေးဒီဓမ္မမုံရှောင်းပြေးလေးဒီဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ခါကြလို့ရှိရင်သူ့ဟာနဲ့သူပေါ့เนาะကျွန်တော် standard တွေ niche တွေရှိပါတယ်အဲ့ဒါတွေကပိတ်စကိုချုပ်ကြည့်တယ်ဒီ blanket လို့ခေါ်တယ်ပေါ့เนาะအဲ့ဒါလေးချုပ်ကြည့်တယ်အ အဲ့လိုမျိုးချုပ်ပြီးသွားတဲ့အခါမှာဒီပိတ်ဆားရဲ့ရှိတ်တင်းကိုတွေ့ပြီဆိုရင်ပတန်သမားကအဲတို့ဒီမဟုတ်ပေါ့နော်ဒီမကာသမားကနေပြီးတော့တို့ကမကာချတဲ့အခါမှာဘယ်လိုချမလဲပြီးသွားလို့ရှင်ပေါ့နော်ဟိုဟာမကာဆွဲတဲ့အချိန်မှာရှီချဲနောက်ချံကတ်ပြီးတော့ဆွဲမလာခွာပြီးတော့ဆွဲမလာဆိုတဲ့ဒီ concept တွေကိုတို့ကနားလည်ရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကျတော့ shrinkage test ပါ shrinkage test ကတော့ခုနက Washington လိုမျိုး IU text လိုပုံစံမျိုးပါတယ်သူကတော့ပိတ်ဆားကိုဘယ်လောက်ကျုံသွားတယ်ဆိုတဲ့ဟာတွေကိုစမ်းသပ်တာပါဆိုတော့ ကိစ္စကဘယ်အခြေအနေမှာဘယ်လိုကြုံမှာလဲ ဝါရှင်ရှင်ရင်ကြုံပါလားအာယွန်တော့ကိုထိလိုက်လို့ရှင်ကြုံပါလားအဲ့လိုမဟုတ်ဘဲနဲ့ရေလျှော်ရုံလေးတွေမြေကြုံပါလားဆိုတော့ကြုံနည်းမျိုးစုံတွေရှိနိုင်နေပေါ့နော်အဲ့ဒီကမှကျမတို့ကဒီ style နဲ့ပတ်သက်ပြီးတော့ငါတို့က blue string key test ကိုတော့စမ်းသစ်ပါတယ်ဆိုတဲ့ဟာလေးတွေကပတ်တံမလုပ်ခင်မှာစမ်းသစ်ရမယ့် process ပဲဖြစ်ပါတယ်နောက် တစ်ချက်ကကျတော့ fusion ကတ်တာပေါ့ fusion ဆိုတာကတော့ကျမတို့အလွယ်တကူပြောမယ်ဆိုရင်ရက်ွက်ထဲကခေါ်တဲ့အခေါ်ဆိုရင်တော့ copy လို့ပုံစံမျိုးပေါ့နော် copy ကတ်တယ်အဲ့မှာ copy ကတ်တယ်ဆိုတဲ့နေရာမှာလည်းပိတ်စအမျိုးအစားမျိုးစုံရှိပါသေးတယ် copy မှာမှာကော့ပိတ်အထူလားအပါလားကော့ပါလားလားကော့မပါလားလားကော့ပိတ်ဆိုရတဲ့မှာမှာပိတ်သားလိုမျိုးပိတ်ဆနေလားအဲ့လိုမဟုတ်ဘဲနဲ့ဒီဆက်ကူနဲ့ပေါ့နော်ဆက်ကူနဲ့ဒီချူစင်းဒီဟောပေပါဆက်ကူလိုဟာမျိုးနဲ့ပဲကတ်မှာလားဆိုတဲ့အားကြီးလည်းရှိပါတယ်ဆိုတော့ဒီအထယ်ကြီးကကြတော့ ဥပမာ woven product တွေမှာဆိုလို့ရှိရင်ဒီပိုင်းမျိုးကိုယူဆိုင်ရတယ်။ knit product တွေအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အတွင်းငန်ချုပ်တဲ့စက်ရုံတွေမှာဆိုရင်တော့ဒီ process တွေကအရန်ကိုကိုယူဆိုင်ရတဲ့ process တွေပဲဖြစ်ပါတယ်။ဒါကတော့ pattern မလုပ်ခင်မှာကြိုတင်ပြီးတော့ဆက်သက်ထားရမယ့် testing တွေပဲဖြစ်ပါတယ်။ခုနပြောသလိုပဲဒီ testing ကိုစမ်းသပ်တယ်ဆိုတဲ့အခါမှာကျမတို့ကဒီဆက်ယုံရေးပေါ့เนาะ department တွေပေါ့မူတည်ပြီးတော့ဘယ် department ကတော့စမ်းသပ်တယ် ဘယ် department ကတော့ဆက်သက်စရာမလိုဘူးဆိုတဲ့ဟာလေးကြီးတော့ကွဲပြားခြားနာလာရတော့ရှိပါမယ်။ဒါကတော့ကျွန်တော်တို့ခုနကတော့ Washington Tax ကိုစမ်းတဲ့အချိန်မှာပါလီတွေပါမလဲဆိုတာကို detail လေးရေးပြထားတာပဲဖြစ်ပါတယ်။ပိတ်စရဲ့ကြုံအား fabric shrinkage ကိုစမ်းတာပဲဖြစ်ပါတယ်။ fabric ဆိုတာကတော့ပိတ်စ shrinkage ကတော့ဒီကြုံအားကိုပြောတာပေါ့နော်။ နောက်တစ်ချက်ကကျတော့ fabric ရဲ့ color fastness color fastness ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဥမာကျမတို့ကဒီပိတ်ဆားကိုရေလျှော်လိုက်တဲ့အခါမှာပိတ်ဆားကအာ color ပြောင်းသွားလားဒါမှမဟုတ်လို့ရှင်ပေါ့နော် color တွေကျွတ်သွားလားအဲ့လိုမဟုတ်ဘဲနဲ့ color ကဥမာလျှော်လိုက်တော့အဲဘယ်လဲ sorry မလျှော်ခင်ကတော့အမဲရောင်ပဲလျှော်ပြီးသွားတဲ့ ခါမှာအယောင်လေးတွေနည်းနည်းလေးကျွတ်သွားလို့ဥမာအမဲယောင်ကနေဖြော့သွားတာလားအယောင်ကူးသွားတာလားဘာလားပေါ့နော်ဒါတွေအကုန်လုံးကို color freshness ဆိုတဲ့အချိန်မှာဒီခါလေးစက်တစ်ကြည့်ရပါမယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီအချက်လက်တွေပေါ်မူတည်ပြီးတော့ pattern ကို plus or minus လောက်ရမှာပဲဖြစ်ပါတယ် iron test ကလည်းကျွန်တော်တို့ခုနကတည်းကပြောခဲ့သလိုပဲ sample ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကအထည်ကို အာယုံတိုက်ရတဲ့ဥစ္စာရှိတယ်အာယုံမတိုက်ရတဲ့ဥစ္စာရှိတယ်အထည်ချုပ်ပြီးတော့မှမိဘူးထိုးလိုက်တဲ့အခါမှာအထည်က plus or minus c ဖြစ်သွားမယ်ဥမာ 1cm လောက်ကျုံသွားတယ်ဒိုဒီမုတ်ပေါ့နော် 1cm လောက်ကိုကျေသွားတယ်ဆိုရင်ဟာရင်များဖြစ်သလားဒီအပေါ်မှာမူတည်ပြီးတော့ pattern ကို plus or minus လုပ်ရတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ fabric color အာ sorry fabric ရဲ့ different color test ကိုလုပ်ရတာပါသူကကြတော့ အာဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်ဥမာကျမတို့ပိတ်လိပ်တစ်ခုထဲမှာကာလာတွေကပြောင်းလဲမှုရှိလားမရှိလားဆိုတဲ့ဥစားကိုကာလာရှိတ်လို့ဟာမျိုးနဲ့စံတက်လို့ရတယ်နောက်တစ်ချက်ကကြတော့ကျမတို့ကပိတ်စာမှာ sorry ဒီ style မှာပိတ်စာကြီးရောပြီးတော့သုံးတယ်ဘယ်လိုသုံးတာလဲဆိုလိုတာကအရှိချမ်းမှာအဖြူရောင်သုံးတယ်နောက်ချမ်းမှာအမဲရောင်သုံးတယ်လက်မှာကအနီရောင်သုံးတယ်ဆိုရင်ဒီပိတ်စာသုံးလေးမျိုးလုံးကိုအကုန်လုံးပေါင်းပြီးတော့ရှော့ကြည့်တာမျိုးပေါ့နော်ရှော့ကြည့်ပြီးပြီးအဲ့လိုမှမဟုတ်ဘဲနဲ့ပိတ်စာကတော့အမဲရောင်ဒါမှမဟုတ်အာ elastic တို့ဘာလို့ပေါ့နော် accessory လို့ပြောတော့မှာတုံးထားတဲ့ဟာတွေကကြတော့အဖြူရောင်တွေတုံးထားတယ်ဆိုရင်သူက color ကူးမှုရှိလားမရှိလားဆိုတဲ့ဟာကိုကျမတို့ကဆက်သက်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါကိုတော့ fabric ရဲ့ color text လို့ခေါ်ပါတယ်ဒါကလည်းတချို့စက်ရုံတွေကကြတော့ lab brown တွေပိုင်းရှိတော့အဲ့ဒီရဲ့ lab brown နဲ့မှာသူတို့ဆက်သက်တာရှိတယ်တချို့ကြတော့လည်းမရှိတဲ့ခါကြတော့ materializer က manual နည်းလမ်းတွေပဲပေါ့နော်ပိတ်စရည်အားလုံးကိုရေရယ်ဆက်ပြန်ရယ်ရောစိန်ပြီးတော့တ냐လောက်ဖြစ်ဖြစ်အာဒိုဒီမုတ်ပေါ့နော်6နာရီလောက်ဖြစ်ဖြစ်7နာရီလောက်ဖြစ်ဖြစ်စိန်ပြီးတော့ရှော်ရတာမျိုးကြီးလေး ရှိပါတယ်ရှင်။ washing text ပေါ့နော်။ washing ဆိုတဲ့အခါမှာကျမတို့ဒီ washing ရဲ့အကြောင်းအရာလေးကိုအသေးစိတ်လေးသွားကြည့်ရအောင်ပေါ့။ဘာကြောင့် washing short ရလဲ။ဒီပိတ်စတဲ့အထည်တွေကိုကျမတို့ကတချို့တွေကကြတော့မချုပ်ခင်မှာ short ကြတယ်။တချို့ကကြတော့အထည်ချုပ်ပြီးသွားတဲ့အခါကျတော့မှအထည်ရဲ့ပုံတော့ဒီဘယ်လိုပြောရမလဲ finish looks လေးကဒီဒီအထည်လေးရဒီပိတ်စလေးရအီအီလေးလိုချင်တယ်အဲမဟုတ်ဒီပိတ်စကိုတော့မမတက်တောင်လေးလိုချင်တယ်အဲဒီပိတ်စကိုတော့ तू က အာဒီထက်ပိုပြီးတော့ဘလောက်ပဲရေလျှော်လျှော်မကျုံသွားတာမျိုးအဲဒီထက်ပိုပြီးတော့ဘလောက်ပဲရေလျှော်လျှော်ကာလာမကျွတ်သွားတာမျိုးဆိုတဲ့အဲ့ဒီပေါ့နော် impact ဒီကိုမဖြစ်စေချင်လို့ဆိုပြီးတော့ washing နဲ့ကျမတို့ကချုပ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာ washing ဆိုမှဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဆိုရင်တော့ normal washing ရှိတယ် normal washing ဆိုတာကတော့ရိုးရိုးရေနဲ့ပဲဒီတိုင်းပေါ့နော်ဟိုရိုးရိုး chemical နဲ့ပဲလျှော်လိုက်တယ်15မိနစ်လျှော်တာရှိမယ်မိနစ်20လျှော်တာရှိမယ်ဒါမျိုးကြတော့ normal washing လို့ခေါ်တယ် cold washing ကကြတော့ရေအေးနဲ့လျှော်တဲ့ဟာလိုမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိ င်နဲ့ခိုးဝက်ရှင်ရဲ့အနေထားပေါ်မူတည်ပြီးတော့ဟုတ်ပြီဝက်ရှင်မတ်သက်ကတော့ဘယ်မျိုးစားလဲခိုးဝက်ရှင်နဲ့လျှော်မယ်ဘယ်နှမိနဲ့လျှော်မှာလဲမိနစ်20လျှော်မှာလားမိနစ်30လျှော်မှာလားဆိုတဲ့ customer စီကပေးထားတဲ့ comments တွေ standard တွေရှိမယ်အဲ့အတိုင်းကိုကျွန်တော်တို့က follow လုပ်ပြီးတော့ text တွေလောက်ရမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဝက်ရှင်ထဲမှာဆိုရင် ansign ဝက်ရှင်တို့မှာတော့ရှိရပေါ့သူကကြတော့ ansign ဝက်ရှင်ဆိုတာကတော့ပြောမယ်ဆိုရင် chemical အများကြီးသုံးတဲ့ဝက်ရှင်လိုမျိုးပေါ့เนาะ stone ဝက်ရှင်ဆိုတာကတော့ကြားဘူးမလားမသိဘူးသူက အဲ့ဒီဆက်ထဲမှာကြောက်တုံးငယ်လေးကြီးထည့်ပြီးတော့ရှာတာပေါ့နော်များသောအားဖြင့်ဘလို့ပိတ်စတွေမှာအလျှော်များလဲဆိုတော့ဒီ name ချက်ခတ်လို့ဟာမျိုးတွေဒီ name ပေါင်းပြီလို့ဟာမျိုးတွေမှာအလျှော်များတယ်ပိတ်စဟောပေါ့နော်တို့ကပြောမယ်ဆိုတော့လေကျွန်တော်တို့ဒီထုရိုက်တဲ့ပုံစံလိုမျိုးဖြစ်သွားတာပေါ့နော်ကြောက်ခဲနဲ့ဒီထည့်ပြီးတော့ရှော်တာဆိုတဲ့ခါကျတော့အဲ့တော့ဒီပိတ်စရဲ့အကျန်းခံနိုင်မှုက ပူပြီးတော့တစ်ခါလေးဟိုမှာဖြစ်သွားမယ်ပေါ့အကယ်၍သာအဲ့နေရာမှာပိတ်ဆာအကျမ်းမခံဘူးပိတ်ဆာနုနုလေးဖြစ်မယ်ဆိုရင်ဒီလျှော်တဲ့ချိန်မှာဘယ်ပိတ်ဆာကတစ်ခါလေးပြဲဆုတ်သွားတာကြီးဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့ဒါကတော့အကျမ်းမြင့်တက်မှတ်ထားတဲ့ဥစ္စာတွေပါဒီမှာဝက်ရှင်နဲ့ပတ်သက်ပြီးတော့နောက်ထပ် knowledge တစ်ခုလောက်ကိုထည့်ပြောရမယ်ဆိုရင်လေကျမတို့ကဝက်ရှင်လျှော်လိုက်တယ်ဝက်ရှင်လျှော်တဲ့ခါမှာအများသောအဖြစ်ပေါ့เนาะအထည့်ရဲ့ style ပေါ့မူတည်ပြီးတော့ chemical တွေအနည်းများသုံးတာမျိုးကြီးရှိโอเคဝက်ရှင်လျှော်ပြီးသွားပြီ chemical တွေလည်းသုံးပြီးသွားပြီဒါပေမဲ့နောက်ဆုံးမှာထွက်လာတဲ့ loss ကဒီအထည့်မှာ chemical ဘယ်လောက်ကျန်နေသေးလဲဒါဆို ုးရှင်ရင်သူ့ရဲ့ဒီ chemical ကြံတာက customer ကဝက်လိုက်တဲ့အခါမှာ customer ရဲ့ skin နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအရေပြားနဲ့ပတ်သက်ပြီးတော့အာ side effect တွေဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတဲ့ဟာကို pH level နဲ့ပြန်ပြီးတော့ဆန်းလို့ရတယ်ပေါ့နော်ဆိုတော့ အဲ့မှာဆိုလို့ရှိရင်လည်း customer တွေကတယောက်နဲ့တယောက်က standard တွေကမတူကြဘူးပေါ့နော်မတူဘူးဆိုတာတချို့ကကျတော့ anti washing နဲ့ short တယ်တချို့က stone washing short တယ်တချို့ကကျတော့ normal washing နဲ့ short တယ် short ပြီးသွားတဲ့အခါမှာသူတို့က pH level ကိုဥပမာပြောရအောင်နော် pH level ကိုသူတို့က level 5လိုချင်တယ် level 6လိုချင်တယ် level 7လိုချင်တယ်ဆိုပြီးတော့ပြောတာမျိုးတွေရှိကြ။ Okay အရှိမ သူပေးထားတဲ့ question မသက်ရှိမယ်အာဗာလဲလျှော်ရမယ့်အချိန်ဆိုပြီးတော့ရှိတယ်ပြီးသွားပြီဆိုရင်အထည်လျှော်ပြီးသွားတဲ့အချိန်မှာ pH level ဘယ်လောက်ရှိရမယ်ဆိုပြီးတော့ standard ရှိအဲ့ standard တွေအဲ့ဒီ information တွေအားလုံးကိုကျမတို့က version စက်ရုံကို information ပေးထားရမယ်ပေါ့နော်ဆိုတော့ email နဲ့ပဲဖြစ်စေဒိုတင်းမဟုတ်ပေါ့နော်ဒီ standard ဆိုင်ရတဲ့နေပဲဖြစ်စေဒါမှမဟုတ် invoice ထဲမှာပဲထည့်ရေးပြီးတော့ပဲဖြစ်စေအဲ့ဒီဥစ္စာတွေကိုပြောထားရမယ်အကြောင်းမျိုးမျိုးကြောင့်အထည်လျှော်ပြီးတဲ့ခါမှာအမှားရတစ်ခုရှိခဲ့တယ်ဆိုလို့ရှိရင် version စက်ရုံ ံကတာဝန်ယူရမယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်မတ်ချရိုက်ဇာလုပ်တယ်ဆိုတဲ့နေရာမှာကျမတို့ကကိုလုတ်လိုက်တဲ့ဒီ process လေးတခုမဟုတ်ဘဲနဲ့အဲ့ဒီ supply chain တခုလုံးကနားလည်ဖို့ဟိုသဘောပေါက်ရမယ်ပေါ့နော်ဆိုတော့ဝါရှင်ယုံကိုတော့အပ်လိုက်တယ်ဒီပိုင်ယာကဒီတိုင်းတော့ရှော့ခိုင်းနေโอเคအဲ့ဆိုရောပြီးသားပြီဆိုတော့ pH level ဘယ်လောက်ရှိရမှာလဲ pH level ဘယ်လောက်ဆိုရင် phase ဖြစ်မှာလဲဘယ်လောက်ဆိုရင် phase ဖြစ်မှာလဲဆိုရဲဟာကိုနားလည်ထားသင့်တယ်ပေါ့เนาะနားလည်ထားလို့ရှင်တော့ပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ဒါကတော့ washing shower နဲ့ပတ်သက်ပြီးတော့ knowledge လေး sharing ပေးတာပါရှင် Okay နောက်တစ်ခုကကြတော့ stringy test ပါ stringy test ကိုစမ်းနေဆိုတဲ့အခါမှာများသောအားဖြင့်တော့ဒီ process က lab run တွေပဋ္ဌာန်းခန်းတွေကလုပ်ကြတာများတယ် MR တော့ကတော့ကိုယ်တိုင်လုပ်စရာမလိုပါဘူးဒါပေမဲ့ဒါလေးကိုတော့သူက knowledge အဖြစ်အဖြစ်နဲ့သိထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါလိမ့်ရှင်ဥပမာဒီပဋ္ဌာန်းခန်းလူတွေရပါတော့ဒီလိုမျိုးပိတ်ဆကိုဘယ်လောက်ကြုံသွားလဲဆိုတော့သိချင်တဲ့ခါကြလို့ရှိရင်ဒီမှာပုံလေးတွေ့မယ်ပေါ့နော်ပိတ်ဆကိုအနံ့ရဲ့အလျားရဲ့ကိုတို့က50 cm စီဖြတ်လိုက်လေး ဖြတ်ပြီးသွားတဲ့အခါမှာအလဲကောင်မှာဆိုလို့ရှိရင်35စင်တီမီတာရှိရပလေပြားလေးရှိမယ်။ဒီနာဘတ်ချမ်းကပလေပြားလေးပေါ့နော်။ဒီပလေပြားလေးအတိုင်းကိုသူတို့ကဒီပိတ်ဆပေါ်တင်ပြီးတော့မကင်ရလေးတွေပေးလိုက်တယ်။ဥပမာ correction method ပေးတာမျိုးလည်းရတယ်ဒါမှမဟုတ် shopping နဲ့ပေးတာမျိုးလည်းရတယ်ပေါ့နော် marketing ရလေးတွေပြီးလိုက်တယ်ဒါဆိုသူတို့ကဒီပိတ်စားရွက်က အဲဗာလေပိတ်ဆံရဲ့ width ရေလန့်ငယ်ပေါ့နော်အလျားနဲ့အနံနဲ့ဆိုလို့ရှိရင်သူက50 cm ရှိတယ်ဒီအလဲကောင်မှာပေးထားတဲ့ marking ရာလေးတွေဆိုရင်35 cm ဆိုတာရှိတယ် okay သူတို့ကအဲ့ပိတ်ဆံကိုပေးလိုက်တယ်ပေးလိုက်တယ်လျှော်လိုက်တယ်လျှော်ပြီးတော့ပြန်လာတဲ့အချိန်မှာဒီ35 cm ဆိုတဲ့နေရာကဘယ်လောက်လျော့သွားလဲ50 cm ဆိုတဲ့နေရာကဘယ်လောက်လျော့သွားလဲဆိုတဲ့ဟာကိုပတ္တငန်းတွေကလူတွေကတိုင်းကြည့်ပါလိမ့်မယ်တိုင်းပြီးသွားတဲ့အခါမှာ plus or minus အပေါ်မူတည်ပြီးတော့ပတ္တငိုလည်း plus or minus အတိုးလျှော်လေးတွေလောက်ကြပါမယ် ှင်ဆိုတော့ဒီမှာတခုပြောစရာရှိတာကတိဆိုင်ရဲ့အလှိန်ရားကိုကြတော့အာလန်လို့ခေါ်ပါတယ်ရှင် LENGTH land ပေါ့နော်ပိဆိုင်ရဲ့အနံ width ကိုကြတော့အာ WITH width ဆိုပြီးတော့ခေါ်ပါတယ်ဒါကတော့ width နဲ့ land နဲ့ပေါ့နော်အဲ့ဒါကတော့ကျမတို့ဒီ CMB ထုတ်တဲ့ဆက်ယုံဒီမှာခေါ်တာပါဒါပေမဲ့ပိဆိုင်ထုတ်လုပ်တဲ့ဆက်ယုံမှာဆိုရင်တော့သူတို့က width တို့ land လို့ခေါ်တာထက်ဆိုင်ရင် warp နဲ့ warp နဲ့ဆိုပြီးတော့ခေါ်ပါတယ် warp ဆိုတာကဥမာအတိုင်ပေါ့ဥမာဘာလဲကျမတို့လေပိတ်ဆမှာဆိုလို့ရှင့်အတိုင်အဖောက်ချီဆိုပြီးတော့ရှိရင်လေးသိရမလားရကန်းသမားကြီးဆိုရင်တော့ပို့ပြီးတော့တိနိုင်တယ်ပေါ့နော်ဆိုတော့ကျမကတော့ဒီနေရာမှာ warp နဲ့ warp နဲ့အတိုင်အဖောက်လို့ပြောတာထက်ဆိုင်ရင်တော့ကျမအတွက်ဆိုရင်တော့ weight နဲ့ land နဲ့ဆိုပြီးတော့ခေါ်တာကတတ်မှတ်တာကပေါ့နော်အဟိုစာမှတ်ထားတာပို့ပြီးတော့လွယ်ပါတယ်ဆိုတော့ warp ဆိုလို့ရှင့်သူကအလှရ sorry အနံကိုခေါ်တာပါ warp web ဆိုလို့ရှိရင်တော့ land အလျောက်ခေါ်တာဖြစ်ပါလေရှင် with ကဒီနေရာမှာအနံ web ကလည်းအနံပါပဲဆိုတော့ with ကအနံဆိုတာဘယ်လိုမျိုးလဲအနံဟောမူတည်ပြီးတော့ဘာတွေကွာနိုင်လဲဆိုတော့အချက်နည်းစဉ်းစားကြည့်ရအောင်ရက်ွက်ထဲမှာကျွန်တော်အထည်ချုပ်တဲ့ခါကြလို့ရှိရင်ဥမာဒီလူအတွက်ပေါ့နော်ထားပါတော့အဆုစုပေါ့ဆုစုအတွက်ကိုအထည်ချုပ်မယ်ရေမိုးအင်ဂျင်အထည်ချုပ်မယ်သူ့အတွက်ဆိုရင်တော့တစ်ခိုက်ပဲကုန်မယ် ဥမာထထအတွက်ကိုချုပ်မှာထထအကျတော့ဝရတယ်ဝရတဲ့ခါကျတော့သူ့အတွက်ဆိုလို့ရှိရင်တကိုင်းနဲ့မရဘူးသူ့အတွက်ဆိုတကိုင်းခွဲနဲ့ကုန်မယ်ဒါပေမဲ့ပိတ်ဆဝယ်တဲ့အခါမှာဆိုရင်သူကထထကအနံ့ကြီးကိုဝယ်လာတယ်။အော်ရတယ်အနံ့ကြီးဆိုရင်ပြဿနာမရှိဘူးအနံ့ကြီးဆိုရင်တကိုင်းနဲ့ချုပ်လို့ရတယ်ဆိုတဲ့အခါမျိုးဆိုတော့ဒီရက်ွက်ထဲမှာခေါ်တဲ့အနံ့သေးတို့အနံ့ကြီးတို့ဆိုတာကဒီနေ့ကဝတ်ကူပြောတာပဲဖြစ်ပါတယ်ရှင်နော်ဆိုတော့ဒီနားလေးမှာ street kit text နဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ပြောခဲ့တဲ့အထဲမှာ text တွေက၄ခုလောက်အာ၄၅ခုလောက်ရှိပါတယ်ရှင်ဖမတစ်ခု ုကတော့ washing tax ပါ washing tax ကိုလည်းနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ ion tax ပါအထည်ကိုမိမှုထိုးကြည့်ပြီးတော့ plus or minus ဖြစ်သွားလားဆိုတဲ့ဟာကိုစဉ်းကြည့်တဲ့အရာပါနောက်တစ်ချက်ကကျတော့ fabric color fastness tax လို့ခေါ်ပါတယ်ပြီးတော့နံပါတ်၄ချက်ကတော့ stringy test ပါနံပါတ်၅ကကျတော့ fusion test လို့ခေါ်ပါတယ်။ fusion test ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ပိစကို တိတ်ဆကိုကျွန်တော်တို့ကပေါ့နော်ဒီခုနလိုမျိုးပေါ့ဖြူစင်နေကော်ပိတ်တွေကပ်ပြီးသွားတဲ့ခါမှာပိတ်ဆဘလောက်ကျုံသွားလဲဆိုတဲ့ဟာကိုစမ်းကြည့်တာပေါ့နော်ဆိုတော့ဘယ်နည်းလမ်းနဲ့ပဲဆန်းဆန်းကျွန်တော်တို့ကစမ်းပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးနဲ့ calculation ပြန်တွက်လို့ရပါတယ်ဥမာပတ်စနစ်ဘလောက်စီရော့သွားတယ်တိုးသွားတယ်ဆိုတဲ့ဟာပေါ့နော်ဆိုလိုတာကအရင်ဆုံး original width ကိုကြည့်ပါမယ် original width က90 cm ရှိတယ် original length က90 cm ရှိတယ် after wash width ချော်ပြီးသွားတဲ့ခါမှာ49.5 cm width ရှိပါတယ် ျော်ပြီးသွားတဲ့အခါမှာ land က49 cm ပဲရှိတယ်။ဒါဆိုချမ်းသာချက် percentage ကဘယ်လောက်လဲဆိုတဲ့ဟာကိုဒါလေးနဲ့တွက်ကြည့်လို့ရပါမယ်ရှင်။ဆိုတော့ဒါနဲ့ပတ်သက်တဲ့ formula လေးကိုလည်းကျွန်တော်ပြင်ပေးထားပါမယ်။ကိုယ့်ကိုတွက်ကြည့်လို့ရပါတယ်။ဒါအရင်လွယ်တယ်ဒီနော်အရင်ယူရှင်းတယ်။ဒီတိုင်းပဲပုံမှန်သင်ချာတွက်နေကြအတိုင်းပဲ plus or minus နဲ့အနှုတ်ပေါင်းလေးလုပ်တယ်။ကိုယ့်ရဲ့ percentage လေးတွက်လိုက်တယ်ဆိုတဲ့ဟာလေးပါပဲ။ဆိုတော့ဒါကတော့ pattern နဲ့ပတ်သက်ပြီးတော့ MR တရားအနေနဲ့ pattern မလုပ်ခင်မှာဘယ်လို testing နေဆက်တက်တယ်။ဘယ် testing ကတော့ဘယ်အရာကိုတော့ကိုစားပြုတယ်။ဘယ် testing လေးရတော့အပေချိန်မှာတော့လုပ်ကူလုပ်ရမယ်ဆိုတဲ့ knowledge လေးကိုရနိုင်ပြီလို့ထင်ပါတယ်ရှင်ဒါဆိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်မေးချင်တဲ့မေးခွန်းလေးတွေရှိလို့ရှိရင်လည်းဒီဗီဒီယိုရဲ့အောက်ထပ်မှာ comment လေးရေးခဲ့လို့ရပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်